အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်အဖေအမေဘယ်သွားရလဲအခုချိန်ကြီးလည်းဘာလို့ပြန်မလာသေးရလဲတမီးအဲ့တော့အမေခဏနေပြန်လာလိမ့်မယ်ဟွန်းဒါမဲ့ဖေဖေအမေကတမီးကိုတခါမှထားခဲ့ရမဟုတ်လေဒီနေ့ကျမှဘယ်ဟုတ်သွားလိုက်တာလဲအဲ့လိုနဲ့ပဲရိုးသားလို့နဲ့စာကလေးမှာကသူ့ရဲ့အမေဘယ်သွားနေလဲဆိုပြီးတော့အဖေဖြစ်သူကိုပြောလိုက်တော့တယ် ဒါပေမဲ့အဖေဖြစ်သူကသူ့ရဲ့သမီးလေးကိုမပြောပြဘူးပေါ့တကယ်ကအမေဖြစ်သူကိုတိုင်းငက်တကောင်ကဖမ်းချီသွားတာပေါ့အခုလောက်ဆိုရင် တိုင်းငက်ကစားပြစ်လောက်နေပြီမိနေစာကလေးမကသူ့အဖေကိုမင်းရင်မင်းရင်နဲ့အိပ်ပျော်သွားတော့တယ်อืมအခုတော့သမီးလေးအိပ်ပျော်သွားလို့တော်ပါသေးတယ်မနေ့ဖန်ကြရင်သမီးလေးကဒီမေကုန်းကိုထပ်မင်းဘလို့ဖြေရမလဲမသိဘူးဘဝမင်းကတော့မင်းရဲ့ကလေးနဲ့ကို့ကိုထားခဲ့ပြီးတော့ထွက်သွားခဲ့ပြီ အခုကိုတယောက်တည်းဘယ်လိုလုပ်ပြီးတော့မိနီလေးကိုပြိုးထောင်ရပါမလဲစောစောစားကလေးကတညလုံးအိတ်မပြောဘူးပေါ့သူ့ရဲ့မိန်းမဖြစ်သူဝဝစားကလေးမလေးကိုတတိယနေရပေါ့အဲ့ဒီအပြင် သူ့သမီးလေးအတွက်လည်းစိတ်ပူနေတာပေါ့ဘာလို့လဲဆိုတော့မိနီစားကလေးမကရောင်းနေပြီးတော့မိခင်ကိုလိုအပ်တာကြောင့်ပေါ့မနက်မိုးလင်းတော့တော့တယ်ဖေးအမေကဒီနေ့ပြန်လာမှာလားဟုတ်တယ်သမီးပြန်လာတော့မှာအမေပြန်လာရင်လေအမေကိုရန်ဖြစ်မှဖြစ်မယ် ။သမီးကိုဘာဖြစ်လို့တယောက်တည်းထားခဲ့ရလဲမသိဘူး။သမီးအဖေကသမီးကိုမချစ်လို့လား။သမီးရဲ့အမေကိုပဲသမီးကသတိရနေရ။အဖေကသမီးကိုချစ်ပါတယ်။ဒါပေမဲ့အမေမရှိရင်အတိုက်မှနေရတာတမျိုးကြီးဖြစ်နေလို့လေ။ဟုတ်ပါပြီသမီးရဲ့။ဒါဆိုအတိုက်ထဲမှာခဏနေနော်။အဖေအစာရှာပြီးတော့အခုပြန်လာခဲ့မယ်။အဲ့လိုပြောပြီးတော့စောစောစာကလေးကအစာရှာဖို့အတွက်ထွက်လာလိုက်တော့တယ်။မြေကန်းကိုရောက်လာတဲ့အချိန်မှာတော့စောစောစာကလေးကစစ်တူကြီးကိုတွေ့သွားတော့တယ်။ တငယ်ချင်းကမင်းမိမရဲ့တဲ့ရင်ကိုကြားပြီးတော့စိတ်မကောင်းဖြစ်ရတယ်။ဘဝကတကယ်ကိုကောင်းတဲ့သူဖြစ်ခဲ့တာဒုက္ခရောက်တဲ့သူတိုင်းကိုလည်းကူညီပေးဖို့အသင့်ရှိနေတတ်တာ။ဟုတ်တယ်တငယ်ချင်းဒါပေမဲ့လည်းဖခင်ရဲ့ဆန္ဒကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးလေ။မိနီတော့သူ့အမေကိုတရားနေတော့မှာပဲ။တစ်ချိန်လုံးမိနီကသူ့အမေနားမှာပဲနေတာ။ဟုတ်တယ်ကွာ။အခုလည်းသူတော်တော်လေးကိုတရားနေရ။သူ့အမေဒီလောကမှာမရှိတော့ဘူးဆိုတာကိုတော့ငါသူ့ကိုမပြောပြရသေးဘူး။ မင်းနီလေးခန္ဓာရည်ရှိတော့မှမဟုတ်ဘူး။မင်းအမှန်တိုင်းပြောလိုက်စမ်းပါကွာ။အချိန်ကြာရင်တော့နေနိုင်သွားမှာပါ။ဒါနဲ့စောစောငါမင်းကိုအကြံတစ်ခုပေးရမလား။ဘယ်လိုအကြံလဲ။မင်းနောက်ထပ်အိမ်အောင်ပြုလိုက်ကွာ။အိမ်ကိုထိမ့်သိမ့်မဲ့သူတယောက်လည်းရှိလာသလိုမင်းနီလေးအတွက်လည်းအမေရှိလာလိမ့်မယ်။မင်းအတွက်ဒီလောက်ကခက်ခဲမှန်းတော့သိပါရဲ့။ဒါမှလည်းတယောက်ယောက်သိသွားရနဲ့မင်းဘဝရက်တန်သွားတာမှမဟုတ်တာ။အသက်ရှင်နေသူကြီးတော့ရှေ့ဆက်ရအောင်ပါပဲလေ။ ဟုတ်တယ်ကွာမင်းပြောအမှန်နဲ့ပြီးတော့လဲငါတယောက်တည်းမိနီလေးကိုပြုစုပြောင်းထောင်နေမှမထင်ပါဘူးအစာလဲရှာထွက်ရသလိုမိနီကိုလည်းစောင့်ရှောက်ရသေးတာငါရဲ့ပတ်ဝန်းကျင်မှာစာကလေးမလေးတယောက်တော့ရှိရယ်သူလည်းမဟုတ်ဆုံးပါပဲဒါမဲ့ကလေးတယောက်တော့ရှိတယ်ကွာမင်းသာဆန္ဒရှိရင်ငါမင်းကိုတွေ့ပေးမယ်လေอืมမင်းပြောနေမှာတော့ငါလည်းတွေးကြည့်တာပေါ့အဲ့နောက်မှာကျက်တူရဲကစောစောစာကလေးနဲ့အဲ့ဒီစာကလေးမကိုမင်းကစောင့်ပေးလိုက်တော့ရယ် ညနေရောက်တဲ့အခါမှာတော့စောစောဆာကလေးကသူ့ရဲ့သူတို့သမီးနဲ့ကလေးကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ်။အဖေဒီအန်နီကဘာလုပ်လဲ?သမီးဒါကသမီးရဲ့အမေအစ်စ်လေ။ဒီနေ့ကစပြီးတော့အဖေတို့နဲ့အတူနေလိမ့်မယ်။သမီးကိုလည်းဂယုစိုက်ပေးလိမ့်မယ်။ပြီးတော့သူကသမီးရဲ့ညီမလေးလေ။ဟာမဖြစ်နိုင်ပါဘူး။အဲ့ဒီအန်နီကသမီးရဲ့အမေမဟုတ်ဘူး။သမီးရဲ့အမေနဲ့မယ့်ဝဝလေ။အဖေကဘာလို့ခေါ်လာရလဲ?သမီးရဲ့အဖေသမီးကိုလိမ့်မပြောချင်တော့ပါဘူး။ တမီးရဲ့အမေကမနေ့ကတော့တိတ်ငက်တကောင်ကဖမ်းခေါ်သွားတယ်။တမီးရဲ့အမေကဒီလိုဘရောမှပြန်လာနိုင်တော့မှမဟုတ်ဘူး။ပြီးတော့ဒီအန်နီကတမီးရဲ့အမေပဲ။ဒီအန်နီကလည်းတမီးအမေကတမီးကိုချစ်တဲ့အတိုင်းချစ်ပေးလိမ့်မယ်။တမီးရဲ့အမေလိုမျိုးတမီးကိုဘသူမှချစ်ပေးနိုင်မှာမဟုတ်ဘူး။အဖေလိမ့်နေတာအဖေပဲဒီအန်နီကိုအိမ်ခေါ်လာခြင်းလို့တမီးရဲ့အမေကိုအိမ်ကနေနှင်ထုတ်လိုက်တာဖြစ်မယ်။တော်လိုက်တော့ဒီလောက်လက်တောက်လောက်လေးနဲ့စကားတက်နေတယ်ပေါ့လေ။နောက်ထပ်တခုပြောရရင်ပြောကြည့်။ငါပါရိုက်လိုက်မှာ။ မင်းဘာလို့အဲ့လိုပြောရတာလဲရှင်မဲသူ့ကိုချစ်စွန်းလို့နဲ့စကားပြောပြီးတော့အလိုလိုက်ထားတာအခုချက်ချင်းအိတ်လိုက်တော့မဟုတ်ရင်တစ်ချက်ရိုက်လိုက်မှာနော်မိနီတမီးရဲ့အမေတပြောတာမှန်တယ်အဖေလည်းတမီးကိုချစ်တာပဲဟာတမီးကအချိန်တိုင်းတမီးရဲ့အမေကိုပဲသတိရနေတာပဲမိနီကတိတ်သွားတော့တယ်အဲ့နောက်မှာတော့ညာလည်းမိုးချုပ်သွားတော့တာပေါ့မိနီရဲ့အဖေအမေအစ်စ်နဲ့အမေအစ်စ်ရဲ့ကလေးလေးကလည်းအိတ်သွားတော့တာပေါ့ဒါပေမဲ့မိနီစာကလေးမလေးကအခုချိန်ထိမအိတ်ပြော်သေးဘူးလေ နောက်တော့သူ့ရဲ့အမေကိုသတိရနေတာပေါ့ညတကောင်တတော်လေးကိုကြော်တဲ့အချိန်မှာအိပ်ပျော်သွားတော့တယ်။နောက်နေမနက်မိနီစာကလေးမကအိယာကနေထလာတဲ့အချိန်မှာစောစောစာကလေးကအစာရှာထွက်နေရကြောင်းအတိုက်ထဲမှာမရှိဘူးပေါ့။မိနီစာကလေးမရဲ့အမေအစ်တဲ့ကလေးတွေကတော့အိပ်နေတော့တယ်။အဲ့ဒီအချိန်မှာမိနီစာကလေးကအရန်ကိုရိတ်စားလာတာပေါ့။သူကကြောက်ကြောက်နဲ့အမေအစ်ကိုနှိုးလိုက်တော့တယ်။အန်တီအန်တီသမီးရေစာနေလို့ရေလေးတိုက်ပါလား။ ရွှေနေစာကလေးမလေးရဲ့မိတွေဖြစ်သူကဒေါသတကြီးနဲ့ထပြီးတော့ပြောလိုက်တော့တယ်။အန်တီအန်တီအန်တီနဲ့ဘာလို့မလုပ်လဲ။ငါနဲ့ငါသမီးအိတ်နေရမတွေ့ဘူးလား။အဲ့ဒါငါဘာလို့ပေးရမှာလဲ။ကိုယ့်အကိုထပြီးတော့သွားတောက်လိုက်ပါလား။ရေတောင်ကိုယ့်အကိုသွားမတောက်နိုင်တော့တဲ့အထိမငယ်တော့ပါဘူး။အဲ့လိုပြောပြီးတော့မိနီစာကလေးမရဲ့မိတွေကပြန်အိတ်နေလိုက်တော့တယ်။မိနီစာကလေးမကတော့ရေအရန်စာနေရပေါ့။သူကိုယ်တိုင်ကလည်းနည်းနည်းလေးပြန်တန်းတတ်တာကြောင့်ဖြည်းဖြည်းချင်းစီပြန်ပြီးတော့မြစ်ကန်းနာကိုသွားပြီးတော့ရေတောက်လိုက်တော့တယ်။ နောက်တော့တပည့်တပည့်အောက်မှာထိုင်နေလိုက်တော့တယ်။ဟွန်းအဖေပြောရတော့အန်ဒီယာငါ့ရဲ့အမေအသေးတဲ့။ဒါမဲ့အန်ဒီယာငါ့ကိုအမေလိုမျိုးစကားတောင်ပြောတာမဟုတ်ဘူး။ဘလို့လို့ပြီးတော့ငါ့ရဲ့အမေဖြစ်နိုင်မှာလဲ။ငါ့ရဲ့အမေကဒီလောကကနေထွက်သွားပြီဖြစ်တဲ့အမေကငါ့ရဲ့အမေပဲ။ကျန်တဲ့သူကဘလို့လို့ပြီးတော့ငါ့ရဲ့အမေဖြစ်နိုင်မှာလဲ။အမေသာသမီးနဲ့အတူရှင်ကောင်းမှာပဲ။ဒါမှမဟုတ်သမီးနဲ့အမေနဲ့အတူတည်သွားရင်ကောင်းမှာ။မိနီစာကလေးမကအဲ့လိုတွေးနေထိုင်နေရပါတော့။ အဲ့လိုနဲ့ပဲညနေရောက်တော့တော့တယ်စောစောဆောင်လေးကလည်းအစာရှာပြီးတော့အိမ်ကိုပြန်လာတော့တာပေါ့မိနေဘမလဲရှင့်အသမီးကအရန်ကိုရိုင်းဆိုင်တာပဲရှင်သွားပြီးတော့ကျမကသူ့ကိုချစ်စွန်းလို့နဲ့အိမ်ရနှိုးတယ်သမီးရေထတော့ထပြီးတော့မနက်စာစားပေါ့ကျမကအဲ့လိုပြောတဲ့အချိန်ရှင့်သမီးကကျမကိုမကောင်းပြောပြီးတော့ဒေါသတကြီးနဲ့ထွက်သွားလိုက်တာအဲ့ကလေးကအခုချိန်မျိုးပြန်မလာသေးတာကျမကိုယ်တိုင်လည်းသူ့ကိုစိတ်ပူနေတာအင်းကြည်ရတော့ကိုအရန်ကိုလှူလိုက်မိပြီနဲ့တူတယ် နည်းနည်းလေးတင်းကြပ်ပါဖြစ်တော့မယ်။အိမ်ကိုပြန်လာပါစေရော။ပြန်ရောက်မှဆုံးပါပေးရမယ်။မိမိစားကလေးမယမိတွေကအဖေဖြစ်သူနဲ့တမိကြမှတွေးခွဲပြီးတော့ရအောင်ဝမ်းသာနေရပေါ့။ခဏကြာတဲ့အချိန်မှာမိမိစားကလေးမကလည်းအိမ်ကိုပြန်ရောက်လာတော့တယ်။လာပြီလား။တမိရဲ့အမေကတော့အဖေတို့ကိုထားပြီးတော့ထွက်သွားလိုက်ပြီပဲဟာ။အခုတော့အဖေတို့ကိုကောင်းကောင်းအသက်ရှင်ခွင့်ပေးပါအောင်လား။နောက်တစ်ခါတမီးရဲ့အမေအစ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆိုင်အဖေတက်ဆိုးတဲ့သူဘယ်သူမှရှိရမှာမဟုတ်ဘူးနော် မိနေစာကလေးမလေးကသူ့အဖေရဲ့မျက်နှာကိုပဲငေးကြည့်နေမိတော့တာပေါ့တရက်မှရင်ဘလို့လောက်ပြီးတော့ဒီလောက်ထိတော့ပြောင်းလဲသွားနိုင်ရလဲဆိုတာကိုစဉ်းစားပြီးတော့ပေါ့သူ့အမေကမရှိတော့တဲ့အချိန်ကစပြီးတော့မိနေစာကလေးမလေးစီမှာဘသူမှမရှိတော့ဘူးလို့ခံစားလိုက်ရတယ်သူ့အဖေကလည်းကောင်းကောင်းမွန်မွန်ချစ်စွန်းလို့နဲ့စကားမပြောတော့ဘူးပေါ့အဲ့နောက်မှာတော့မိနေရဲ့အဖေအမေအစ်စ်နဲ့အမေအစ်စ်ရဲ့ကလေးတို့ကထမင်းစားပြီးတော့အိပ်ပျော်သွားကြတော့တယ်အဲ့ဒီအချိန်မိနေစာကလေးမရဲ့စိတ်ထဲမှာတော့ဆူတောင်းတစ်ခုပဲကြံတော့တယ် ဖခင်ရေဘသူရဲ့မအမေကိုဒီလိုမျိုးမလူယူလိုက်ပါနဲ့နော်။ဘာလို့လဲဆိုတော့အမေလိုမျိုးဘသူမှမချစ်ပေးနိုင်လို့လေ။ချစ်ရတဲ့တကယ်ချင်းတို့ရေဒီပုံမြင်လေးကိုသဘောကျရဲဆိုရင် comment မှာမက်ပြီးတော့တေချာဖို့ပြပြသွားခဲ့အောင်နော်။ဝမ်းကျမတို့ရဲ့အိမ်ကအရန်ကိုလှတာပဲကိုမမင်းရဲ့ရှေ့ကကျမတို့ရဲ့အိမ်ကိုအရန်လှတော့ဖန်တီးပေးလိုက်တာပဲဟုတ်တယ်မိခင် ကိုယ့်ရဲ့အစင်တန်းကိုစုဆောင်ထားတဲ့ပတ်စံနေနဲ့အိမ်ကိုလှအောင်ဆောက်လိုက်တာလေကျမတို့ရဲ့အိမ်ကရမ်းကိုလှပြီးတော့ခိုင်နေခိုင်နေတော်ရဲမှာဒီလိုမျိုးခိုင်နေအိမ်ကတိတ်မရှိဘူးရဲ့မိခင်ရဲ့စာကလေးမလေးကကိုယ့်ရဲ့အိမ်ကိုကြည့်ပြီးတော့ရမ်းကိုဝမ်းသာနေရပေါ့အဲ့ဒီချိန်မှာဝဝစာကလေးမစီကနေဖုံးဝင်လာတော့တယ်မိခင်ရဲ့နေငါ့ကိုလုံးဝမိလိုက်တာလားကောလိုက်ပြီးကလေးကတွေးဖို့တော့မလာဘူးဖုန်းလည်းမဆက်ဘူးညို့အရန်တွေးနေနေတာငါရဲ့တငယ်ချင်းကောင်းဆိုလို့နင်းတယောက်ပဲရှိရလေဟာ ဟုတ်တယ်။နင်ပြောအမှန်တယ်ဝေါ်ဝါ။ငါတို့နှစ်ယောက်မတွေ့ရတာလေတော်တော်လေးကိုကြာပြီ။ဒါဆိုဒီနေ့ငါနေ့ရင်ကိုလာခဲ့မယ်လေ။ဝေါ်ဝါစာကလေးမလေးကမိခင်အန်းစာကလေးမလေးရဲ့အလာကိုစောင့်နေရင်းနဲ့အရန်ဝမ်းသာနေတာပေါ့။ကိုမမေရှင်လောက်သွားတော့မှလား။ကျမရဲ့တငယ်ချင်းဝေါ်ဝါရဲ့အိမ်ကိုသွားလေမလို့။ခဏကြာရဲ့နောက်မှာတော့မမင်းစာကလေးကအလုတ်တော်လှုပ်လိုက်တော့တယ်။အဲ့နောက်မှာမိခရဲစာကလေးမကလည်းပြင်ဆင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့မိထူပင်ရဲ့တောထဲကိုရောက်လာတော့တာပေါ့ ောက်တစ်ဖက်မှာဝဝစာကလေးမကစားတော့ဖို့အတွက်ပြင်ဆင်ထားတာပေါ့တေချာပေါက်ဒီတဲအဆုတ်ကပဲဝဝရဲ့အိမ်ဖြစ်လောက်တယ်။ तू ကစီးရတယ်လေ။ငါ့လိုမျိုးတော့ခိုင်မာပြီးကြီးတဲ့အိမ်ဘယ်နေနိုင်မှမလဲ။အဲ့ဒီချိန်မှာဝဝစာကလေးမကလည်းအိမ်ထဲကနေထွက်လာလိုက်တော့တယ်။ဟာမိခင်ရဲ့အိမ်ထဲဝင်ခဲ့လေ။ဘာလို့နေဘူးထဲမှာရက်နေရလဲ။ဒါကငါအိမ်လေ။ ဘဝရဲ့ငါမှတ်မိသလောက်ဆိုနင့်ရဲ့တဲဆုပ်လေးကိုလာတာလွန်ခဲ့တဲ့၃နှစ်လောက်ကဖြစ်မယ်။အဲ့တုန်းကလည်းဒီအိမ်မှာပဲနေတာ။အခုလည်းဒီတဲဆုပ်မှာပဲနေတော့လား။မိခင်ရဲ့ဒါတဲဆုပ်မဟုတ်ပါဘူး။ငါရဲ့အိမ်လေးပြီးတော့ငါဒီအိမ်မှာနေတာနဲ့လည်းအញ្ញံကိုပြောနေပါပြီ။တည့်ရလားဘဝ။ငါရဲ့ကိုမင်းမင်းကငါ့အတွက်အိမ်အသစ်ဆောက်ပေးခဲ့တာ။တော်တော်လေးကိုခိုင်နေ။ငါအိမ်ထဲမှာတော့စိတ်တုပ်ခိုင်းထားသေးတာ။อืมကောင်းတာပေါ့။နင့်ရဲ့အိမ်သက်ကိုကြည့်ဖို့အတွက်ငါတေချာပုတ်လာခဲ့မယ်။ အဲ့ဒီနောက်မှာဝဝစာကလေးမလေးကမိခင်စာကလေးမလေးကိုအိမ်ထဲကိုခေါ်လာလိုက်တော့တယ်။စုပ်ချလာတဲ့တဲဆုပ်လေးကိုကြည့်ပြီးတော့မိခင်စာကလေးမလေးကစိတ်ထဲမှာကြိတ်ပျော်နေတော့တာပေါ့။လွန်ခဲ့တဲ့၃နှစ်ကတည်းကအခုချိန်ထိအချိန်တွေကအတူတူပဲ။တုံးလိုက်တဲ့ဝဝပါလား။ကြည့်ရတာစောစောကသူ့အတွက်ဘာမှမလုပ်ပေးဘူးနဲ့တူတယ်။တကယ်လို့ဝဝနေရာမှာငါသာဆိုရင်စောစောကိုထားပြီးတော့ထွက်သွားလိုက်တာဖြစ်ကြပြီ။မိခင်ရေညပါရီစဉ်းစားနေရလေ။ဒီမှာရော့အနေအတွက်မဟုတ်လောက်ထားတယ်။ မြမြလေးကောင်အောင်စားလိုက်နော်အေးပါအေးပါငါကောင်အောင်စားလိုက်ပါမယ်ဒါပေမဲ့ဝဝနေ့အိမ်မှာ AC မရှိဘူးလားအရန်ကိုပူလိုက်နေရပဲစစောကတော်တော်လေးကိုအလုပ်ကျိုးစားလုပ်ပြီးတော့မှအိမ်အတွက်စားဖို့တောက်ဖို့ရလာတာငါတို့ထပ်ပြီးတော့အပူမပေးချင်တော့ဘူးဘလို့ပဲဖြစ်ဖြစ်သူကအရန်ကိုအလုပ်ကျိုးစားတာနေမလို့တာပေါ့ငါသာဆိုရင်ဒီတဲဆုံမှာနေနိုင်မှာမဟုတ်ဘူးပြီးတော့ AC ရောပဲ AC မရှိရင်နေရတည့်ရတောင်ကောင်းကောင်းဖြတ်တန်းနိုင်တာမဟုတ်ဘူး တကယ်လို့ကိုမင်းမင်းသာအဲ့လိုမျိုးဆိုရင်သူ့ကိုထားခဲ့တာကြာလောက်ပြီမိခင်အစကလေးမကအင်ကိုရောက်လာတဲ့အချိန်ကလေးကခက်ထန်တဲ့စကားတွေကိုပဲပြောနေတာပေါ့သူ့ရဲ့စကားတွေကြောင့်ဝဝစကလေးမလေးကစိတ်မကောင်းဖြစ်သွားတော့တယ်ဒါပေမဲ့ဝဝစကလေးမကဘာတခုမှပြန်မပြောဘူးပေါ့အဲ့ဒီအချိန်မှာပဲစောစောစကလေးကအင်ကိုရောက်လာတော့တယ်ကိုစောစောရေးရှင်းပြန်လာပြီလားကြည့်ပါဦးကျမနဲ့တွေ့ဖို့အင်ကိုဘယ်သူလာလဲလဲဆိုတာကျမရဲ့ငယ်တငယ်ချင်းမိခင်ကလေး ဟုတ်လားအဲ့ဒါနင်ပေါ့လေနင့်ရဲ့အကြောင်းဘဝခဏခဏပြောပြနေကြနားထောင်ပါအောင်ကိုစစောခြေလက်မျက်နှာတက်လာရောစမရှိအတွက်ပူပူနွဲ့နွဲ့ထမင်းခုလိုက်အောင်မေမခုနဲ့တော့ဘဝကိုဒီနေ့ထမင်းမစားတော့ဘူးကိုဒီနေ့အရန်ကိုပြောနေရဘာလို့လဲဆိုတော့ကိုယာရုတက်သွားပြီလေကိုယာရုအတွက်နှစ်တည်းအများကြီးစောင့်နေရတာအခုကိုယာရုတက်ပြီဆိုတော့ကိုအိမ်ကြီးကြီးနဲ့အတူကားလိုက်ရလိမ့်မယ်တကယ်လားရှင် ရှင်တကယ်ဘယ်ယာရုတိုးသားပြီလား ဒါဟာအရင်ကကောင်းတဲ့သတင်းပဲနောက်ဆုံးတော့ရှင်စူးစမ်းထားသမျှကအရောင်ဟက်လာခဲ့ပြီပေါ့စူးစမ်းစာကလေးရဲ့ယာရုတိုးတဲ့အကြောင်းနားထောင်ပြီးတော့မိခရန်စာကလေးမှာကမနာလိုဖြစ်သွားတော့တယ်သွားရအောင်မိခရန်နင်းလဲငါတို့နဲ့တူလိုက်ခဲ့လေကိုစစောကငါ့ကိုအိမ်သိမ်းလိုက်ပြမလို့တဲ့အဲ့နောက်မှာတော့ဝဝစာကလေးမနဲ့အတူမိခရန်စာကလေးမလေးကလည်းအိမ်အသစ်ကြည့်ဖို့အတွက်သွားလိုက်တော့တယ်အိမ်ထဲဝင်တဲ့အချိန်မှာတော့ရုံးဘက်ကနေရမ်းကိုလှတဲ့အိမ်ပေးလိုက်မှတိတ်သွားတော့တယ် ဟာကိုစစောအိမ်ကအရန်ကိုလှတာပဲလုံးဝကိုဘန်းကလေးအတိုင်းပဲပြီးတော့ကားကလည်းအကြည့်ပဲဖះရည်တက္ကနအတွင်းမှာပဲဘာတွေဖြစ်သွားပါလိမ့်ဘလို့လုတ်ပြီးတော့ချမ်းသာသွားတာပါလေငါကသူ့စင်းရတာကိုကြည့်ပြီးတော့ပျော်နေတာအခုတော့ तू ကငါ့ထက်တောင်ပို့ပြီးတော့ချမ်းသာသွားပြီမိခင်ရေကြည့်ပါဦးငါ့ရဲ့အိမ်ကအရန်ကိုလှတာပဲနော်မိခင်စာလီမဝါဆာကလေးမကိုမနာလိုပြီးတော့အဲ့နေရာကနေထွက်သွားလိုက်တော့တယ် အဲ့လိုလုံးဝမဖြစ်သင့်ဘူးနော်ဘွားကျမထပ်ပို့ပြီးတော့မချမ်းသာရဘူးကျမအခုဘယ်လိုလုပ်ရတော့မှာလဲဒီအိမ်ကိုတော့ကျမမကြိုက်တော့ဘူးမင်းဘာတွေပြောနေရလဲမနေ့တော့ကတော့အိမ်ကိုကြည့်ပြီးပြောနေရမဟုတ်ဘူးလားဟုတ်တယ်လေအခုတော့မဟုတ်တော့ဘူးကျမကဘွားရဲ့အိမ်ကိုပို့သဘောကြတယ်ကျမကဘွားရဲ့အိမ်ကိုပို့ပြီးတော့သဘောကြတယ်အိမ်ကအရန်ကိုကြည့်ပြီးတော့လှလဲလှတယ်ဘန်ဂလိုအတိုင်းပဲငါ့ရဲ့အိမ်ကိုလာရင် तू ကငါ့ကိုလှောင်ပြောင်နေတော့မှာ မိခရဲရဲ့မင်းဟိုကအတွေးလုံနေရပါဝဝဘာလို့အဲ့လိုလောက်ရမှာလဲဟာလောက်မှာတေချာဘောက်လောက်မှာငါ့ကိုတေချာဘောက်လှောင်မြောင်တော့မှာဘာလို့လဲဆိုတော့ငါလည်းသူ့ရဲ့တဲစုံလေးကိုကြည့်ပြီးတော့လှောင်မြောင်ထားတာမလို့လေအခုသူလက်စားချေတော့မှာငါ့ရဲ့အိမ်သေးသေးလေးကိုကြည့်ပြီးတော့လှောင်မြောင်တော့မှာဒီနေ့မှာဝဝစာကလေးမကလည်းလာလဲမှာဖြစ်တဲ့အတွက်မိခရဲစာလေးမကအရောက်ဆိုးရင်နေရပါတော်သေးတယ်မိခရဲ နင့်ကိုဒီမှာတွေ့သွားလို့ငါနင့်ကိုအရေးကြီးပြောစရာရှိတယ်။မိခင်ရင်ကိုစည်းကွက်ကငါ့ကိုအမေအိမ်ကိုခေါ်သွားမလို့ရလေ။ဒါပေမဲ့အိမ်တော့ပျောက်သွားလို့ဒါဆိုငါတော့အသက်လောက်ပေးရမှာလား။ဘာမှလောက်ပေးစရာမလိုပါဘူး။ငါတို့ညနေကျရင်အိမ်ပြန်လာကြမှာ။ပြန်မလာခင်အတွင်းတော့ငါတို့ရဲ့အိမ်ကိုစောင့်ရှောက်ပေးနိုင်မလား။အဲ့စကားကိုနားထောင်ပြီးတော့မိခင်ဆာလီမာကအကြံတစ်ခုရသွားတော့လေ။နောက်တော့သူကချက်ချင်းကိုလက်ခံဖို့တိရောက် ဝါအကြံကောင်းတစ်ခုရလာခဲ့ပြီဝဝကဇီးကွက်ကိုတိတောင်တိမှမဟုတ်ဘူးသူကတခြားတော့မှနေရလေသူလာတဲ့ခါကျရင်ဇီးကွက်ရဲ့အိမ်အကြီးကိုပြလိုက်မယ်ပြီးရင်ငါအိမ်လိုပြောလိုက်မယ်အိမ်ကိုပြန်လာပြီးတော့မိခင်ဆောင်လေးမလေးကမင်းမင်းဆောင်လေးကိုလည်းဝဝဆောင်လေးမလာရင်တခုခုမလွဲချော်စေဖို့အတွက်ရှင်းပြလိုက်တော့တယ်ခဏကြာတဲ့နောက်မှာတော့ဝဝဆောင်လေးမကဇီးကွက်ရဲ့အိမ်အကြီးစီကိုရောက်လာတော့တယ်လေဒါငါ့ရဲ့အိမ်လေးလေး ။ငါတရရိုခဏခဏရောက်ဖူးပါရဲ။တရရင်ကဈေးခွက်ရဲ့အိမ်မှာဟ။ဘာလို့တိတ်သွားရလဲဘဝ။ငါရဲ့အိမ်အကြီးကိုတွေ့ပြီးတော့အံ့ဩသွားရလား။တကယ်ကိုနင်းရဲ့အိမ်ကတော်တော်လေးကိုကြီးပြီးတော့အရန်ကိုလှတာပဲ။ဒီအိမ်ကဈေးခွက်ရဲ့အိမ်မှန်ဝဝဆာကလေးမကတိရပါဗော။ဘာလို့လဲဆိုတော့ဈေးခွက်နဲ့တွေ့ဖို့အတွက်ခဏခဏဒီအိမ်ကိုလာလေခဲ့တာကြောင့်လေ။ ါပေမဲ့လည်းဘဝစာကလေးမကမိခင်စာကလေးမကိုဘာမှမပြောဘူးပေါ့အဲ့ဒီအပြင်အိမ်ကိုပါချီးကျူးနေတော့တာပေါ့ဘဝကသွားလိုက်ပြီလားတွေ့လား तू ကနင့်ကိုဘာမှပြောတာတော့မဟုတ်ဘူး तू ကအရန်ကိုရိုးသားတာပဲဘယ်လိုလုပ်ပြောမှလဲဇီးကွက်ရဲ့အိမ်ကိုကျမအိမ်လို့ထင်ပြီးတော့မနာလို့နေလို့နေမှာပေါ့ခဏကြာရင်နောက်မှာတော့ဇီးကွက်နဲ့သူ့ရဲ့မိန်းမအိမ်ကိုပြန်ရောက်လာတော့တယ်ငါအိမ်ကိုစောင့်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးပဲမိခင် ကိုစည်းကွက်ရေဝဝတိုက်တဲ့လက်ဖက်ရည်အားရှယ်ကိုတောက်ကောင်းတာအခုတော့ကျွန်မအိတ်ချင်နေပြီဘာဘာဘာပြောလိုက်တယ်ဝဝကိုသိလို့လားသိရလေ तू ကမိထူးပင်ရဲ့တောထဲမှာနေရလေ तू ကငါတို့နဲ့ရင်းနှီးရအတော်ကြပြီ तू ကရမ်းအောင်ကောင်းတာအဲ့ဒီအပြင်ငါ့ရဲ့ငယ်တငယ်ချင်းဆိုလည်းမမအောင်လीအဲ့စကားကိုနားထောင်ပြီးတော့မိခင်အစာကလေးမကအံ့အောင်သွားတော့တယ်သူ့ကိုယ်သူရှက်မိသွားတာပေါ့စကားကြီးစကားကြဲပြောအောင်လေ ကိုဟာကိုဝဝရဲ့အရှိန်မှာအဆက်ခွဲလိုက်တယ်လို့သူကအဆောက်အအုံဈေးခွက်ရဲ့အိမ်မှန်သိတယ်။ဒါပေမဲ့လည်းနင့်ကိုသူကလေးစားခဲ့တယ်။နင့်ကိုအဆက်မခွဲခဲ့ဘူး။ဟုတ်တယ်။တကယ်လို့ကျမသာသူ့နေရာမှာဆိုရင်သူ့တော်တော်လေးကိုလှံပြောင်ပြစ်မှာဘဝအကုန်လုံးကိုသိပေမဲ့လည်းကျမအပေါ်မကောင်းတဲ့စကားတစ်ခွမှမပြောခဲ့ဘူး။ဟုတ်တယ်။မင်းရမင်းအတွင်းတော်နေရ။ပြီးတော့သူ့ကိုလည်းမနာလိုလိုက်သေးတယ်။ဒါမဲ့နင့်ရဲ့တငယ်ချင်းကအရန်အောင်ကောင်းနေ။သူကနင့်ကိုဆင်မကောင်းမဖြစ်အောင်မလုပ်ခဲ့ဘူး။ မိခင်ဆာလီမာကသူ့ရဲ့လောက်ရက်တွေပေါ်နောက်နောက်ရသွားတော့တယ်။အဲဒီနောက်မှာတော့မိခင်ဆာလီမာကသူ့ရဲ့လောက်ရက်တွေကိုအမြဲတမ်းအတွက်ပြင်ဆင်လိုက်ပါတော့တယ်။